အဲမော်ပျောက်နေလို့တဲ့ဘေးနေကြတာပြတော့ဘူးလို့တော့နေတာပဲမဲတယောက်ပြီးတယောက်လာမေးနေတယ်အာနာတယောက်ပြီးတယောက်လာမေးနေတယ်လားအာနာ ဟိုတဲ့တဲ့ငြိမ်နေပါလားတဲ့လိုက်မလွန်လို့လို့နေကောင်းလားတဲ့နေကောင်းလားနော်ဆရာတဲ့မလောက်ရှားသေးပါလားတဲ့လိုက်တွေမပြတ်သေးဖုံးပြတ်လို့ဘူးမတစ်ခါမှမကြည့်ရသေးဘူးတဲ့ကြည့်ချင်ပါတယ်ဗျာတဲ့ကြည့်ချင်တယ်ဆိုရင်တော့ပြတာပေါ့ဆရာသမားတဲ့အခုတစ်ဖက်မပြတာလားပြမှာပေါ့နော် ဘာတွေချလဲဘာမှမချဒီပွဲတော့နာအောင်မယ်နာအောင်မယ်တဲ့ဂျိတ်20စိုက်မလွန့်ဒါလားတဲ့အေးဒီတယောက်ကဘာစိုက်ဒီလိုက်ပို့၂၀အတွက်ဖိုင်တွဖိုင်မှမတွေ့ဘူးနော်ကိုသေးဘာသာမှမကြားလို့နေကောင်းလား ရရင်စွန့်ကြဲပေးပါလုတ်တွေမအားလို့လားတဲ့လေးစားပါလေဆရာဆရာဒုက္ခကောင်းရတာပြီထင်တယ်အများကြီးပဲအဲ့ဒါဟိုအောက်မှာလည်းရှိသေးတယ်စာရီဒီနေ့တနေ့ပို့လာတာဖတ်ဖတ်ဖတ်နဲ့ပြပေးလိုက်ပါအောင်မယ်လေနော်ဩဂဏတော့ကိုယ့်ကိုယ်ရွေးထုတ်ပေါ့စမယ်နော်ကျိုးဒီဒီဆိုတော့ဒီနားမှာ ဒီနေ့မနစ်68ဆိုရဲခဏ6နှစ်8ဆိုရဲခဏဆက်နော်အဲ့ဒီ6နှစ်8ကသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တယ်နော်အဲ့ဒီ6နှစ်8နောက်နှစ်ကိုလိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြော်မှာထွက်တဲ့ခဏ196အဲ့ဒါပြန်ကြခဏမယ်နော်တခါကျွန်တော်တို့ဒီနားမှာ9နှစ်6ဆိုတဲ့ခဏရှိတယ်။အဲ့9နှစ်6ကလည်းနောက်နှစ်မှာ9နှစ်6လို့လိုက်ပေါက်ပြီးတယ်နဲ့သူ့ရဲ့တပွဲကြောင့်မှာ309ခွန်ပြန်ကြခဏမဲ့ကြတယ်နော်။ တခါကျွန်တော်တို့ဒီမှာ3ည3ခွန်เนาะ3ည3ခွန်နောက်နှစ်မှာခွန်3ည3လို့လိုက်ထွက်သူ့ရဲ့တပွဲကြောမှာ66နှစ်ကပြန်ကြပြီเนาะတခါကျွန်တော်တို့ဒီဘက်မှာနှစ်ဦးကန်းနံ195ပေါ့เนาะဒီ195ဒီနောက်နှစ်ကိုအကူတက်လို့လိုက်ပေါ့သူ့ရဲ့တပွဲကြောဒီပွဲမှာပြန်ကြကစားအောင်မလား အဲ့သူခြေနှစ်ကကနန်းနောက်နှစ်ကိုလိုက်ပေါက်ထားတာ ਨੇ တပွဲကြော်မှာသူကပြန်ရကနန်းနေကစားတယ်သူ6နှစ်ရှိသည်သူခြေနှစ်ကကနန်းလာပေါက်ပြီးသူရဲ့တပွဲကြော်ပြန်ကြเนาะ9နှစ်ရှိကလည်းသူခြေနှစ်ကကနန်းပဲသူတပွဲကြော်မှာပြန်ကြပဲเนาะသူကြတော့နောက်တော့3လုံးပိုးလို့ဖြစ်တဲ့ပြီးမှာသူခြေနှစ်ကကနန်းပေါက်တယ်ဒီမှာပြန်ကြကြတယ်တခါနောက်နှစ်မှာနောက်တော့3လုံး10လို့ဖြစ်ထားတဲ့ပြီးမှာ ခွန်တော်ညာတော့သူ့ရှိနှစ်ကခန္ဓာသူ့တပွဲကြော်မှာပြန်ကြခန္ဓာ66နှစ်ကြတယ်နော်အဲကျွန်တော်တို့ဒီမှာ9ပြီးပြီ10ပြီးပြီအခုဒီမှာ6 9 66 17လို့ဖြစ်တယ်ဒီခန္ဓာကသူ့ရှိနှစ်ကခန္ဓာသူ့ရဲ့တပွဲကြော်ဒီပွဲထွက်မဲ့ခန္ဓာကပြန်ကြခန္ဓာကြလာမလားပေါ့လေနော်ကြမကြမသိဘူးနော်ကိုယ့်ကိုကြည့်ကြိုက်တဲ့ခန္ဓာဆွဲထည့်လိုက်ပြန်ကြနောက်ကျွန်တော်ဟိုဘက်နှစ်ကတော့ကပြခဲ့ဘူးတယ်မနစ်ကလည်းကျွန်တော်ဒီ site နဲ့ပြခဲ့တယ် ပြခဲ့တာကကျွန်တော်တို့ဒီအောင်လေးနည်းနည်းရှင်းလိုက်နော်ရှင်းပေါင်းကကိုခသူ့အောက်မှာကိုခနဲ့ပြန်ကြနော်တခါလဲဒီမှာရှင်းပေါင်း၅လို့ရိုက်တယ်ဒီမှာကိုခထွက်တယ်သူ့အောက်မှာကိုခနဲ့ပြန်ကြထွက်တယ်နော်တခါအဲ့ကနေကျွန်တော်တို့သွားကြည့်လိုက်ဒီမှာရှင်းပေါင်း၅လို့ရိုက်တယ်ကိုခလို့ထည့်တယ်သူ့အောက်မှာတော့ကိုခနဲ့ပြန်ကြမှာကြောက် ဒါပေမဲ့အဲ့ဒီနှစ်ထဲမှာကိုခါနှလုံးပြန်ကြကလည်းတက်တက်ရှိနေသေးတယ်เนาะအဲ့တော့အခုကျွန်တော်တို့ဒီရှေ့ဘောင်ငါရဲ့ဘေးမှာကိုခါထဲ့သွားတော့ရှေ့ဘောင်ငါကိုခါလို့ရိုက်လိုက်တာနဲ့သူ့အောက်မှာပြန်ကြခဏငါကိုပါတာလားမပါဘူးလားတော့မသိเนาะဘာလို့လဲဆိုတော့ဒီမှာတော့ငါတော့သူကကိုမပါဘဲနဲ့ကိုပရိတ်ခဏတော့ကြတယ်เนาะဒီမှာမှသူကကိုခါနဲ့ခဏငါနှလုံးထောင်ကြတယ် အဲ့ဒီ6ခါးနဲ့ကဏ္ဍထောင်ကြတာတွေကဒါရတခြားဆရာတွေလည်းစွဲပြီးတော့တင်နေတာတွေ့ပါတယ်နော်ဒါပေမဲ့ဒါတွေကကျွန်တော်အရင်ဆုံးဒီနေရာမှာတော့6ခါးနှလုံးထောင်ပြန်ကြကြနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်အခုဒီမှာ6ခါးထွက်တော့ဒါတခြားဆရာတွေလည်းဘလို့စိုက်စွဲပြီးတင်ကြဒါပေမဲ့အဲ့ဒီ6ခါးတွေကရှေ့ပေါင်းက6ခါးလို့ဖြစ်တဲ့အောက်မှာပြန်ကြရှေ့ပေါင်းက6ခါးအောက်မှာပြန်ကြ เนาะအဲ့တော့ဒီရှေ့ဘောင်း9ခါရဲ့အောက်မှာ63ညာ3ပြန်ကြတယ်အခုကျွန်တော်တို့ဒီရှေ့ဘောင်း9ခါရဲ့အောက်ဒီဘွဲမှာပြန်ကြကြလို့ရတယ်เนาะအဲ့တော့ဒီမှာပြန်ကြခဏန်းကိုဘာထည့်မလဲဘာထည့်မလဲဆိုတော့ကျွန်တော်တို့ကြည်ကြည်ပေါ့ဗျာเนาะ9ရက်လို့ဒီဟုတ်တယ်မလား9ရက်လို့ဒီအဲ့ကျွန်တော်တို့ဒီနားမှာအကြိမ်ကြိုက်ကြီးဇောင်းစင်းလာတာရှိတယ်ဒီကောင်ကဆွဲရမလို့ဆွဲပြီးပါ ဟာအချိန်ကကြီးဇောင်းစင်းလာတာဆိုတော့တို့ဒီတုံညာ3ခွန်ပြန်ညာကြတယ်ပေါ့နော်ပြန်ကြတော့ तू ကနေ1 2 3 4 5 6ခွန်8သွားအောက်ကို1 2 3 4 5 6ချိန်မှာ तू ကလည်းပြန်ညာခဏနော်အဲ तू ကနေကျွန်တော်တို့1 2 3 4 5 6ခွန်8သွားအောက်ကို1 2 3 4 5 6ချိန်မှာ ပြန်ကြခဏကြာနိုင်တယ်ပြန်ကြပြန်ကြပြန်ကြဆိုပြီးတော့စားနိုင်တယ်အဲ့တော့ तू ကဒီပရိတ်3ရဲ့တဘောရဲ့ကြော်ရှေ့ပေါင်း5တစ်ခါရဲ့အောက်မှာ तू ကပြန်ကြတာဟုတ်အဲ့ရှေ့ပေါင်း4တစ်ခါရဲ့အောက်မှာပြန်ကြတာเนาะ3ပရိတ်တဘောရဲ့ကြော်3ပရိတ်ပြီးတော့ကျွန်တော်ဒီမှာ4ပရိတ်တဘောရဲ့ကြော်မှာခုနကတော့ရှေ့ပေါင်း4တစ်ခါပြီးတော့ရှေ့ပေါင်း5 3ခါเนาะဒီ3လုံး5လို့လည်းရတယ်เนาะဒီ3လုံး5လို့လည်းရတယ် ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့တစ်ခါတို့၃ညာခါတို့ကျွန်တော်တို့ဒီမှာ၉ခါဆိုတာကိုပြောချင်လို့နော်အဲ့တော့ तू ကရှေ့ပေါင်း၄အောက်တစ်ခါအောက်မှာပြန်ကြတယ်ရှေ့ပေါင်း၅၃ညာခါအောက်မှာပြန်ကြတယ်အခုကျွန်တော်တို့ရှေ့ပေါင်း၆၉ခါလို့ဖြစ်တဲ့အောက်မှာဒီဘွဲပြန်ကြကစားလို့ရတယ်နော်ပရိတ်25ရဲ့တပွဲကျော်ပရိတ်4တပွဲကျော်ပရိတ်3တပွဲကျော်เนาะ အဲ့ဒီမှာနည်းနည်းတော့စဉ်းစားစရာ ပါတယ်ဒီမှာကဏ္ဍနှစ်ကွက်ထုတ်ပြီးလိုက်မယ်နော်ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ပေါ့လေနော်အဲ့ဒီမှာမူကနည်းနည်း क्वे သွားတာကသူကပထမမူမှာကျွန်တော်တို့၄ဗရိတ်ဇောင်းတစ်ပွဲကျော်မှာဗရိတ်၉ထပ်တယ်နော်၄ဗရိတ်ရဲ့ဇောင်းတစ်ပွဲကျော်မှာဗရိတ်၉ထပ်အဲ့ဒီဗရိတ်၉ရဲ့နှစ်နှစ်ကျော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏကပြန်ကြကြသွားတယ်နော် ဒါဆိုရင်ဒုတိယကတ်မှာကျွန်တော်တို့ဒီမှာဗရိတ်၄ရိုက်တယ်ဇောင်းတပွဲကြော်မှာဗရိတ်ခွန်ထတ်တယ်เนาะဗရိတ်ခွန်ဗရိတ်ခွန်လို့ထတ်တယ်ဗရိတ်ခွန်ရဲ့နှစ်နှစ်ကြော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏပြန်ကြကြတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာဗရိတ်၄တွေ့ဇောင်းတပွဲကြော်မှာဗရိတ်၁ထတ်တယ်နှစ်နှစ်ကြော်မှာခွန်ပရိတ်လို့ပေါက်တယ်အဲ့ဒီခွန်ပရိတ်ဒီခွန်နောက်ပိတ်လို့ထွက်တယ်ဒီကနန်းပြန်ကြမလား 300เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်မျိုးတွေးကြည့်ရင်ဒီပရိတ်လေးတုံညတုံညနှက်ခတ်ခွန်နောက်ပိတ်နေခဏပြန်ကြကြာတယ်လားအဲ့ဒီမှာ၄တုံညာလို့ရိုက်ပြီးတော့ဒီမှာ၃တုံညာလို့ရိုက်တယ်နော်၃ပရိတ်တုံညာပိတ်တုံညာရဲ့နှက်ကခွန်နောက်ပိတ်ထဲတယ်ဒီကနန်းပြန်ကြမလားအဲ့ဒီလိုထဲမယ်ဆိုရင်၄၃ပြီးတော့ဒီမှာ၂ပရိတ်ဒီမှာတုံညာပရိတ်တုံညာရဲ့နှက်ကခွန်နောက်ပိတ်ထဲထားတဲ့ကနန်း 689ပြန်ကြကြမလားဒီမှာကခွန်ပရိတ်ခွန်ပိတ်เนาะခွန်ပရိတ်ခွန်ပိတ်ဒီမှာလဲခွန်ပရိတ်ခွန်ပိတ်ဆိုရင်ဒီကဏ္ဍအဲ့ဒီလိုမอยู่ဘူးတောင်ကြီးရဲ့နှက်ကခွန်လန်းပိတ်ထားတဲ့ကဏ္ဍဆိုဒီကဏ္ဍအဲ့ဒီလိုမှမဟုတ်လို့ကျွန်တော်တို့ထင်တယ်လို့မဟုတ်လို့ခွန်ပိတ်နဲ့ကဏ္ဍခွန်ပါတဲ့ကဏ္ဍပြန်ကြမလားဆိုတာတော့ဒါကျွန်တော်တို့တွေးရမှာเนาะဒီဒီချာချာလိုက်ကြည့်ရင်တော့ဒီ site မှာဒီ 3000နဲ့689နှစ်ကွက်ဒါကစားလို့ရတယ်เนาะအကွက်ကစားရွက်နဲ့ရေးမှတ်ထားเนาะကျွန်တော်ရေးမပြတော့ဘူးเนาะရေးမပြတော့ဘူးပြန်ကြဘူးကျွန်တော်ဆွဲဆွဲဆွဲတော့ပြမှာပဲနောက်တက် site ကနောက်တက် site ကကျွန်တော်တုံညာခါနေခဏပြန်ကြနှစ်ဦးငါးနောက်ပိတ်တယ်သူကနေပြီးတော့3နှစ်ကြော်ပါကျွန်တော်တို့တုံညာခါထွက်တဲ့ခဏတကွက်က အဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ်နော်ပြန်ကြကြလိုက်တော့အဲ့ဒီကောင်ကဒီရှေ့ပေါင်း7ပြိတ်4အောက်ဆောင်သူကကြတယ်ဘာလို့ပြိတ်4အောက်ဆောင်ကြတော့ဆိုတော့သူတုံညာခါးနဲ့ခဏကြဖို့ဟာဒီတုံညာခါးဒီသူရှေ့တနှစ်ကျော်1 2 3 4 5ချိန်ကတုံညာကခါးနဲ့ထွက်တယ်အဲ့ဒီတုံညာရဲ့အောက်ဆောင်မှာပြိတ်6ထောက်တယ်အဲ့တော့ဒီပြိတ်6နဲ့အချိန်ခိုင်းမှာထွက်ထားတဲ့ဒီခဏန်းဒီ6ပါဝါပြိတ်7 4ရဲ့အောက်ဆောင်မှာပြန်ကြကြတယ် အဲဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီ9နောက်ပိတ်3နှစ်ကြော်မှာ9ပါပါ3ညာခါနဲ့ခဏပြန်ညာကြတယ်နော်ကြတော့လည်း14ပရိတ်အောက်ဆောင်မှာပဲသူကြတယ်အဲ့ဒီ3ညာခါနဲ့ခဏဒီသူရှိတနှစ်ကြော်1 2 3 4 5ချိန်မှာ3ညာအပိတ်ဒီခါလို့ထွက်တယ်နော်3ညာအပိတ်ဒီခါလို့ထွက်တယ်အဲ့ဒီ3ညာရဲ့အောက်ဆောင်တပွဲကြော်မှာပရိတ်6လို့ထောက်တယ်ဒီ6ပရိတ်3ညာ နော်တုံညာကခါလို့ထွက်ထားတယ်အဲ့ဒီ၉ပရိတ်နဲ့အကြိမ်ခိုက်ကတုံညာခါနဲ့ခဏန်းဒီ၉ပါပါ၄ပရိတ်အောက်ဆောင်မှာထွက်တယ်နော်ပြန်ကြကြတယ်အဲ့ဒီလိုပဲဒီလိုကျွန်တော်တို့အကြိမ်ခိုက်နဲ့ယူလိုက်ရင်ခုနကကျွန်တော်ပြောတဲ့ခွန်နောက်ပိတ်နဲ့ခဏန်းဆိုရင်နှစ်နှစ်ခွန်လည်းဖြစ်သွားနိုင်တယ်နော်သူကအကြိမ်ခိုက်ခဏန်းယူမယ်ဆိုရင်ကျွန်တော်တို့မယူဘဲနဲ့ဒီတုံညာနောက်ပိတ်ဒီတုံညာခါနဲ့သွားထွက်ထားတယ်ဒီပရိတ်၉ နဲ့အကြိမ်ကြိုက်ကခန္ဓာက6ပါဝါ4ပြည့်ရဲ့အောင်ဆောင်ဆိုရင်ဒီပွဲမှာ ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကဩခဲ့တဲ့3ည63ဆိုတဲ့ခန္ဓာเนาะပြန်ထိုးလို့ရတယ်เนาะအဲ့တော့လေရှေးပေါင်း1ပရိတ်4အောက်ဆောင်ပြန်ကြတာပဲရှေးပေါင်း1ပရိတ်4အောက်ဆောင်ပြန်ကြတာပဲရှေးပေါင်း1ပရိတ်4အောက်ဆောင်မှာပြန်ကြတယ်เนาะကြတဲ့ခါကျတော့ဒီ site ထဲမှာနောက်ထပ်တစ်မျိုး ခုနက3ခုခုကိုယူလို့ရတာက သူကဒီနောက်ပိုက်နဲ့ထိနေက9ခွန်အောက်ကကန်တယ်9ခွန်ပြီးတော့ဒီမှာနောက်ပိုက်နဲ့ထိနေက4ခွန်သူ့အောက်ကကန်တယ်9ခွန်4ခွန်ပြီးကျွန်တော်တို့3ခွန်လို့ဖြစ်ထားတဲ့အောက်ကကန်တယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့3ခွန်ခွန်လည်းရတယ်နော်အဲကျွန်တော်မိတ်ဆွေတွေကြိုက်တာကိုစွဲထုတ်ပါဗျာเนาะကျွန်တော်ကတော့ကဏန်းကတော့ထုတ်ပြီးသားပါဒါပေမဲ့ကျွန်တော်မပြောတော့ နီးပါအဲနီးပါသေးတယ်လေဝေးပါသေးတယ်ဝေးပါသေးတယ်လိုပါသေးတယ်နော်အဲကျွန်တော်930ကပြီးခဲ့တဲ့ဘွဲကဩခဲ့တဲ့ကနံမို့လို့မထိုးမဖြစ်ကတော့ထိုးရမှာပဲနော်ကျွန်တော်မေးဆိုရင်ထိုးပြအောင်တော့ထိုးနောက်တစ်ခွက်ကကျွန်တော်တို့ဒီကနန်းကတော့ကျွန်တော်နည်းနည်း main တင်ကစားစီခြင်းတယ်ဒါပေမဲ့ကျွန်တော်မေးဆွေတွေကြိုက်မှလည်းကစားပါနော် ခုနကကျွန်တော်ပြခဲ့တယ်နော်608ကခုနကဆိုင်မှာကျွန်တော်608ဒီပရိသတ်နဲ့၃ညပရိသတ်၃ညနှက်9နောက်ပိတ်ထားတဲ့ခဏပြန်ကြမှာလားလို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့အဲ့608ကိုနည်းနည်းသတိထားဖို့ကျွန်တော်ပြောလိုက်မယ်အဲ့တော့90ချစ်စေခွန်ပါနော်ခွန်စွန်းခွန်ကိုတပွင့်ချော့တော့ 6ကိုဒဝင်းချော့တော့ကျွန်တော်တို့ကနော်အော်အဲ့ဒီနှစ်ထဲမှာနှစ်ဥမာတွေကကျွန်တော်ပြောခဲ့ပြီးပါတယ်စီနီယာကဏ္ဍတစ်ခွက်ပြင်ညာကြမယ်နော်စီနီယာကဏ္ဍတစ်ခွက်ပြင်ညာကြအဲ့ဒီစီနီယာကဏ္ဍဒီကျွန်တော်တို့ဒီ9ထိပ်ခွန်ထိပ်နှလုံးနှစ်နော်9ခွန်နှလုံးနှစ်အဲ့ဒီနှစ်ကပါဝါဗရိတ်ခွန် เนาะဒီခွန်ထိတ်စီးရဗရိတ်ခွန်လို့လည်းရတယ်เนาะအဲ့ဒီ9ခွန်နှလုံးနေနှစ်ပါပါဗရိတ်ခွန်လို့လည်းရတယ်အဲ့တော့အဲ့ဒီဗရိတ်ခွန်ရဲ့နှစ်ပွဲကျော်ကျွန်တော်ထည့်ဒီနေရာမှာ9003လုံး కూ ဆိုတာရှိတယ်เนาะ तू က9003လုံးပုံဒီ కూ ကျွန်တော်လည်းမေ့ပြီးခဲတိုင်ကြီးနေဆိုရယ်9003လုံး కూ လို့ဒီပုံဒီရှိတယ်အဲ့ဒီ9003လုံး9ရဲ့ဘေးမှာရှိတဲ့ဒီနှစ်နောက်ပိတ်အဲ့ဒီနှစ်နောက်ပိတ်ရဲ့ပါပါเ စောင်းခွန်လို့သူထည့်ပြီးမှသူ့ရဲ့အောက်ပြန်ကြကြကြတဲ့ခဏကစီနီယာခဏเนาะအဲ့တော့ကျွန်တော်တို့တခါခွန်ပြီးတော့6ကိုသွားလိုက်မယ်6ဆုံးနေခုနဲ့ငါခွန်ဩကျွန်တော်ခွန်ငါခွန်4ခွန်ဒီကောင်စီနီယာထည့်ရမှာငါထည့်4ထည့်3ထည့်လို့ထည့်ရเนาะအဲ့ဒီငါထည့်ဆောင်ကခွန်ထည့်စီကဗရိတ်ခွန် လေးတဲ့စီရဲ့ဇောင်းမှာခွန်ထိတ်ဗရိတ်ခွန်အဲ့ဗရိတ်ခွန်ရဲ့နှစ်ပွဲကြုံမှာစီနီယာကနန်းပြန်ကြเนาะညီကိုကနန်းပြန်ကြပေါ့เนาะညီကိုကနန်းပြန်ကြအဲ့ဒီဗရိတ်ခွန်ရဲ့ပြီးမှာခုနကအတိုင်းပဲနောက်ပိတ်သုံးလုံးသူကကိုးလို့သူပုံတည်ရိုက်တယ်ရိုက်တော့နောက်ပိတ်သုံးလုံးကိုးလို့ဖြစ်တာနဲ့သူ့ဘေးမှာသုံးပိတ်တာเนาะဒီမှာတော့ကကျွန်တော်တို့နှစ်ပိတ်တာနှစ်ပါဝါဇောင်းသုံးလုံးခွန်တာ အဲအခုဒီမှာနောက်ပိတ်၃လုံး၉ရိုက်တယ်၃နောက်ပိတ်တယ်၃ပါပါဒီ၃လုံးက၈လို့ရိုက်တယ်နော်၄၉၅အဲ့၈လို့ဖြစ်ထားတယ်ဒီ၃ပါပါဇောင်း၃လုံး၈လို့ဖြစ်တဲ့အောက်မှာထွက်တဲ့ကဏ္ဍညီကိုကဏ္ဍပြန်ကြနော်ညီကိုကဏ္ဍပြန်ကြဆိုတော့ကျွန်တော်တို့အခုဒီဘက်ကို၅ဇွန်းနဲ့ခုနှစ်ထဲမှာ၃ထည့်စီရိုက်ပြီးခွန်ထိတ်ထည့်ပြီးခွန်ထိတ်ရဲ့ အပေါ်မှာခွန်ပရိတ်လို့ထွက်ပြီးသူ့ရဲ့နှစ်ပွဲကျော်မှာသူ့ရဲ့နှစ်ပွဲကျော်မှာ ပြန်ကြခဏကစားချက်အတိုင်းပဲနောက်ပိတ်၃လုံးက2 6 1ဆိုတော့6လို့ပဲသူပုံစံရိုက်တယ်သူ့ဘေးမှာ4နောက်ပိတ်ထည့်အဲ့ဒီ4ရဲ့ပါဝါဇောင်း၃လုံးက6လို့ထည့်တယ်သူ့ရဲ့အောက်မှာပြန်ကြเนาะ6 6ဆိုတော့6၄ပါဝါ၉လို့ရိုက်တယ်သူ့အောက်မှာပြန်ကြကြမဲ့ခဏန်းကညီကိုခဏန်းဖြစ်ကမယ်เนาะ ညီကိုကနန်းမှာထိုးเสียကကျွန်တော်တို့ကိုခါနဲ့ပြန်ကြကိုကိုနှလုံးထောင်ပြန်ကြမယ်ဆိုရင်၈90ဆိုတဲ့ကနန်းနဲ့860ဆိုတဲ့ကနန်းเนาะဒီနှစ်ကွက်ကတော့ဦးစားပေးကျွန်တော်မိတ်ဆွေတွေကစားပါเนาะညီကိုကနန်းပြန်ကြကိုကိုခါနှလုံးထောင်ကြမယ်ဆိုရင်89ဆိုတဲ့ကနန်းကိုဒဲပို့ထိုးเนาะအဲ့ဒီကနန်းကိုဒဲပို့ထိုးเนาะ ဘာလို့လုံးဆိုတော့ခုနကကျွန်တော်ပြရတဲ့စိုက်မှာခွန်နောက်ပိတ်ခဏခွန်ပါတဲ့ခဏပြန်ကြခွန်ပါတဲ့ခဏပြန်ကြမှာညီကိုခဏကဒီတခွက်တည်းရှိတာမဟုတ်ဘူးနော်ညီကိုတွေကတော့ရှိတာပေါ့ဒီမှာကျွန်တော်တို့၃နှစ်၄လဲရှိတာပဲနော်၃နှစ်၄လဲရှိတာပဲအဲကျွန်တော်ကလိုချင်တာကခွန်ပါတဲ့ခဏပြန်ကြဟို၃နှစ်၄ကခွန်မပါတဲ့ခါကျတော့ကိုရှိခွန်လဲဒါဖြစ်သွားနိုင်တယ် ဲ့တော့ဘယ်កောင်ចាំတယ်တော့မသိဘူးញីកូកណန်းပြန်ចាအဲ့ဒီနေရာမှာကျွန်တော်3နှစ်လေးအဲ့កောင်ကိုနှစ်3ဒီလိုထည့်ခြင်းနေเนาะဒါတတိထားအဲ့ဒါကဒါကျွန်တော်ပြောခြင်းတာကပြန်ကြပဲเนาะកណန်းကိုတော့ကိုယ့်ကိုဆွဲထုတ်ကြနောက်တစ်ချက်ကတဲ့နောက်တစ်ချက်က ဒီကောင်ကကျွန်တော်ကစားနေကြ3ဇွန်4ဇွန်5ဇွန်เนาะအဲ့တော့3ဇွန်4ဇွန်5ဇွန်နဲ့မှာကျွန်တော်ဒီခွန်3ညာ3အဲ့ဒီနေ့ထဲမှာပြန်ညာကြအဲ့ဒီခွန်3ညာ3ပြန်ညာကြတော့နောက်တော့3လုံး30လို့သူဖြစ်ထားပြီလေသူ့ရဲ့ဘေးမှာ6ဘိတ်2ဘိတ်เนาะ6ဘိတ်2ဘိတ်ရဲ့ဘေးမှာဘာသာပြန်냐ကြเนาะ ဒီသုံးလုံး30ရက်နှစ်ပွဲကျော်ဟုတ်ပြီနော်တခါကျွန်တော်တို့ဒီ၄ဇွန်9နှစ်ထဲမှာပြန်ကြခဏန်းဒီကောင်ကိုးတုံညာနှစ်ပြန်ကြကြတယ်ကြတော့လဲနောက်ထောင်သုံးလုံး30လို့ရိုက်တယ်6ဘိတ်3ဘိတ်လို့ဖြစ်တယ်ပြီးမှကြတယ်နော်အခုကျွန်တော်တို့ဒီနှစ်ထဲမှာနောက်ဘိတ်သုံးလုံး30 6ဘိတ်4ဘိတ်လို့ဖြစ်ထားတဲ့ဘေးဆိုရင်ဒီပွဲပြန်ကြကြလို့ရတယ်နော် အဲ့ဒီမှာတုံညာပရိတ်တပရိတ်နှစ်ပရိတ်လို့ဖြစ်သွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးเนาะဒါပေမဲ့ तू ကတုံညာပရိတ်တပရိတ်ဒီမှာနှစ်ပရိတ်ကြမလားဒီလိုမှမဟုတ်ဘူးဆိုရင်တုံညာပါတဲ့ခဏန်းနေကြမလားเนาะဒါတော့ကိုယ့်ကိုပြန်စစ်ကျွန်တော်ကတော့မယွေသေးဘူးပေါ့เนาะတစ်ချက်ရှိတာခုနကကျွန်တော်ပြောခဲ့တဲ့နှစ်နှစ်ခွန်ဆိုတဲ့ခဏန်းရှိတယ်ကျွန်တော်တို့ ဒီ line ကနောက်ပွဲကိုလည်းကျွန်တော်မျှော်ထားတာလေးရှိတယ်ဗောနော်ဒါနည်းနည်းကျွန်တော်ပြောပြမယ်ဒီ3-1ကနော်အဲ့ဒီနှစ်ထဲမှာဒီ3-1ကပြန်ကြသူ့ရဲ့နှစ်ပင်ကျော်အချိန်ခိုင်းမှာထွက်ထားတဲ့ကဏ3 90ပြန်ရကြဒီ3-1ရဲ့အောက်ဆောင်မှာလာကြသလားနော်ဒါမှမဟုတ်ရင်အခုကျွန်တော်ပြောတဲ့အဆောင်30ပြီးမှကြာသလားနော်ကျွန်တော်ဒီမှာ3-3ခွန်ဆိုတဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲမှာ3-3ခွန်ပြန်ရကြတယ် ူ့ရဲ့နည်းနည်းကျော်ဆောင်းကခံတယ်ကလည်းပြန်ရကြတယ်ဒီမှာလဲ33ခုနဲ့အချိန်ခိုင်းမှာကြတယ်နော်အဲ့ဒီနှစ်ထဲမှာအဲ့ဒီကောင်ကိုလိုက်ရင်အကျွေးကြံနေတာက196ပြန်ကြပဲရှိတော့တယ်သူနဲ့အချိန်ခိုင်းကခဏဒီနှစ်ခုနှစ်ကိုကျွန်တော်တို့ဒီပွဲမှာကြမလားဓမ္မမဟုတ်လို့ရှင်ဒီ196နဲ့အချိန်ခိုင်းဆိုရင်သူကနှစ်ဦးရောက်သွားမှာနော်အဲ့ဒီကောင်ကိုမမျောပဲနဲ့ဒီကနန်းနဲ့အကျိန်ကိုက်ကကနန်းပြန်ကြဆိုရင်ဒီ963ကြီးဖြစ်သွား ူနဲ့အချိန်ခဲခဲကန်တန်းပြန်ကြတော့လေသူပြန်ကြတဲ့အောက်ဆောင်ဆိုရင်သူကနောက်ပွဲကိုအဲ963ကိုပြန်ကစားခိုင်းတယ်လို့ဖြစ်နော်ဒါပေမဲ့ကျွန်တော်တို့ကတော့လောလောဆယ်ဆယ်အဲ့ဒီဟာတွေတော့မတွေးသေးဘူးပေါ့လိုချင်တာကဒီ1300လုံး10 6နှစ်လို့ဖြစ်တဲ့ဘေးမှာပြန်ကြကြချင်တယ်နော်1300လုံး10 6 3ဘေးမှာပြန်ကြကြချင်တယ်အဲ့ကျွန်တော်တို့ဒီမှာ1300လုံး10 64လို့ဖြစ်တဲ့ဘေးပြန်ကြကြချင်တယ် အဲ့တော့မသိဘူးလေနော်ပြန်ကြကစားခြင်းရင်ဒါကျွန်တော်မိတ်ဆွေကစားအဲ့ခုနကကျွန်တော်ပြောတဲ့ site ထဲမှာဒီ site ကတော့ကျွန်တော်အကြိုက်ဆုံးပေါ့နော်ကျွန်တော်ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ပြန်ကြညီကိုကနန်းခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းပြန်ကြနော်အဲ့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းကျွန်တော်ပြန်ကြကစားခြင်းအမှုပြေတာအမှုပြေရမလို့မက်ဆေ့ချာမှာတနေ့တနေ့ကျွန်တော်မတွေးလို့တဲ့ ခုနကကျွန်တော်ပြနေတာနဲတာမဟုတ်ဘူးကျွန်တော်အဲ့ဒါအောက်ထီအောင်မဆွဲပြသေးလို့ချဲဖွင့်ပြီးနောက်ရက်ထဲကလာမေးတာပုံမှန်သူကျွန်တော်ချဲဖွင့်တန်းတန်းလွှင့်တာဟုတ်အခုကတန်းမလွှင့်တဲ့ခါကျတော့တို့ကနည်းနည်းကျွန်တော်ပျောက်နေတယ်ပေါ့ဗျာနော်နောက်တစ်ခုကတဲ့နောက်တစ်ခုကကျွန်တော်ဒီဘက်ကအထောက်တွေတော့ပြောမနေတော့ဘူးဗျာနော်ဒါနားပဲကပ်ပြောလိုက်တော့အဲ့ဒီမှာရှစ်ထိတ်ဆိုတာရှိတယ် ရှစ်ထိတ်စီအဲ့ဒီရှစ်ထိတ်ကဒီမှာခါတော်သုံးလုံးရှစ်လို့ဖြစ်တယ်နော်ရှစ်ထိတ်ဒီခါတော်သုံးလုံးရှစ်လို့ဖြစ်နောက်သုံးလုံးကပုံဒီသူက71လို့ရိုက်ထားတဲ့ဘေးမှာ935ပြန်ကြကြတယ်နော်တခါတူကနေပြီးတော့တစ်နှစ်ကျော်လိုက်တော့6ထိတ်စီခါတော်သုံးလုံးက6လို့ဖြစ်တယ်နောက်ဘေးသုံးလုံးကိုပုံဒီ71လို့ပဲရိုက်တယ်သူ့ဘေးမှာ ပြန်ကြကနေထွက်တယ် တွန်းနေတနှစ်ကျော်အခုဒီမှာ6ထိပ်ခါတောင်3လုံးက6လို့ဖြစ်တယ်နောက်ပိတ်3လုံးကို7လို့ပဲသူပုံတွေရိုက်တယ်သူ့ရဲ့ဘေးမှာပြန်ကြခဏန်းဒါကြသွားလို့ရတယ်နော်အဲပြန်ကြခဏန်းကိုကစားခြင်းရင်တော့အဲ့ဒီထဲမှာသူကဒီ site မှာကျွန်တော်ကဒီ၄ကို၄ကိုဒီမှာက၄မထည့်သွားတော့ဒီနေရာ၉ထိပ်ကတော့မရိုက်တော့ဘူးလာရင်၉ကိုခါနေပဲထည့်ကစားသေးခြင်း ကိုးပါတဲ့ခဏံပြန်ကြဖို့လို့ပဲကျွန်တော်အဲ့လိုပဲတွေးကြည့်တာပဲเนาะမြေခဏံကတော့ကျွန်တော်မိတ်ဆွေတွေကြိုက်တာလားထည့်ရှာတယ်ကျွန်တော်ကတော့ထည့်ပြီးနေတော့ပြန်ကြပြန်ကြပြန်ကြတဲ့เนาะပြန်ကြဆိုင်ကျွန်တော်ချိန်မှာအများကြီးပဲရှိတယ်ပြီးခဲ့တဲ့ဘွဲကလည်းဒီပြန်ကြကိုပဲကျွန်တော်လိုက်ဒီဘွဲမှာဗရိတ် 17เนาะ17ဆိုတော့ break မစိုးဘူး17 break မစိုးဘူးဆိုပြန်ကြရဲ17 break လေးဒီနည်းနည်းသတိထားဘုကျွန်တော်ပြောတဲ့ချစ်6 9လို့မျိုးကဏ္ဍမျိုးတွေเนาะ8 9 4လို့ကဏ္ဍမျိုးလေး17 break နဲ့เนาะအဲကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောသွားတာတွေနားမလည်ရင်လဲနောက်တစ်ခေါက်တော့ဒါပြန်ကြည့်ပါဦးလာเนาะ စိတ်ပေါင်း၅ခါးရိုက်သွားလို့၉ခါးအောက်မှာပြန်ကြမလားနော်သူရှိနေကကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တပွဲကျော်ပြန်ကြထွက်မလားအခုကျွန်တော်ပြခဲ့တဲ့နောက်ထောင်၃လုံး၁၁ရက်ဘေးမှာပြန်ကြနောက်ထောင်၃လုံး၁၀ရက်၃နှစ်ကျော်မှာပြန်ကြအများကြီးပါပဲเนาะပြန်ကြရည်ပြန်ကြရည်တော့ပလုံစီနေတာအဲ့ထဲမှာတော့ဒီ site ကတော့အကြိုက်ဆုံးပေါ့ ီစိတ်ကအကြိုက်ဆုံးဒီကောင်ကအကျင့်ကြီးအကြိုက်လေးဖြစ်နေလို့နော်ဒါအကျင့်ကြီးအကြိုက်ပဲပြန်ကြတယ်ပြီးခဲ့တဲ့ဘွယ်တဲ့ကသူကကိုးခါထဲ့သွားပြီဆိုတော့သူ့အောက်မှာဒီခဏကပြန်ကြကစားလို့ရနေပြီနော်ဘယ်ကောင်ကြမလဲဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်ပေါ့စီနီယာကနန်းပြန်ကြဆိုရင်တော့၃ခွက်တည်းရှိတယ် ျွန်တော်ကတော့ပြန်ကြမထွက်မရှင်းရတော့လိုက်နေအောင်ပါလိုက်နေအောင်ပါပဲထွက်တာမထွက်တာတော့မသိဘူးပေါ့လေနော်ခြားဆိုင်တွေလည်းရှိပါသေးတယ်ဒီညတော့ဒီလောက်ပဲနော်အားလုံးပဲကံကောင်းကြပါစေ